ခဲ့အားလုံးပဲမင်္ဂလာပါတခင်း Football New Era at YouTube Channel နဲ့တခင်း TikTok ကနေပြီးတော့ကြိုဆိုပါရစေ Okay ဒီနေ့ Champion League ပွဲတွေရှိတယ် Champion League အင်္ဂါနေ့ညချမ်း Champion League ပွဲတွေရှိတယ်ကျွန်တော်တို့ Arsenal ကအင်ဝင်းကြီးမှာ Atletico Madrid ကိုအခံပဲဗောနော်အဲ့ဒါလီကိုမက်ထရစ်ကိုအဲ့ခံရမယ်အဲ့တော့ကျွန်တော်ဒီဒီညအတွက်ကျွန်တော် body free တပွဲပေးမယ် ြီးရင်မောင်းတွဲတထွဲလက်ဆောင်ပေးမယ်အဲတပွဲ free တပွဲမောင်းတွဲလက်ဆောင်ပေါ့နော်ပြီးရင်နှစ်ပွဲရောင်းပါမယ်နှစ်ပွဲကတော့တပွဲကို2500နဲ့နှစ်ပွဲ5000တပွဲကို3000နဲ့နှစ်ပွဲ5000ရောင်းပါရပါနော်ညာ2500လည်းရရဘေးတို့အဆင်ပြေလို့လာဝဲပေါ့နော်အဲ့အဲ့ဒါနဲ့ကဲအခုချန်ပီယံလိပွဲစဉ်တွေကိုကျွန်တော်အာဆင်နယ်ဘွဲကနေစလိုက်မယ်ပေါ့နော်အာဆင်နယ်နဲ့အက်တလီကိုမက်ထရစ်ပွဲမှာတော့အာဆင်နယ်ကအင်ဂွင်ဖြစ်တဲ့အက်တလီကိုမက်ထရစ်ကလည်း အဲ့ဒါမျိုးကဧည့်သည်အတင်းဖြစ်တယ်။အာဆင်နယ်ကတလုံးတရေပေါင်နေရပါတော့။တလုံးတရေဆိုတာအာဆင်နယ်နေချင်းစရာခြေကိုပေးထားပါတော့။တလုံးတော့ထူလိုက်တာနဲ့အာဆင်နယ်ကမရှုံးတော့ဘူးပေါ့နော်။ဒီပွဲကျွန်တော်ခိုးပေါ်ကြိုက်ပါတယ်။ခိုးပေါ်ကြိုက်တယ်ဆိုတော့အနည်းဆုံး2-1တော့ပွားမယ်ပွဲပါ။ level 80လောက်တော့အဲ3 plus 80ဆိုတော့ကျွန်တော်80လောက်တော့စားရမှာပေါ့နော်။ဒီပွဲကိုကျွန်တော်တို့ခိုးပေါ်ကြိုက်ပါတယ်။ပြီးတော့နောက်ထပ်တပွဲကတော့ကျွန်တော်တို့ ဟာပေါ့နောက်တော့တပွဲကအာဆင်နယ်နဲ့အေဒီကိုပွဲမှာကျွန်တော်ဘော်ဒီအနေနဲ့ကတော့မိတ်ဆွေတို့အနေနဲ့ဂိုးပေါင်းမစောချင်ဘူးဂိုးပေါင်းအောင်လည်းကြိုက်နေတယ်အပေါ်အောင်ကြိုက်နေတယ်ဘော်ဒီဝဲရွေးချက်ချင်တယ်ဆိုရင်တော့ကျွန်တော်အက်သလစ်ကိုမက်ထရစ်ကိုကြိုက်ပါတယ်အာဆင်နယ်အလုံးစုံ1-0နဲ့ပဲနိုင်ပါမယ်ကျွန်တော်စိတ်ထင်တော့2-1နဲ့နိုင်မယ်လို့ကျွန်တော်ထင်နေတာမဟုတ်1-1လည်းဖြစ်သွားနိုင်တယ်2-2လည်းဖြစ်သွားနိုင်တယ်အဲ့တော့ဒီပွဲမှာကျွန်တော်ကအာဆင်နယ်ဂိုးပေါ်ကိုကြိုက်ပါတယ်နောက်တော့တပွဲကတော့ကျွန်တော်တို့မန်စီးတီးနဲ့ဘီလာရီရဲ့ပွဲပါနော်မန်စီးတီးနဲ့ကျွန်တော်တော်တော်တဲ့လူကြီးမပြောတော့မယ်ဘူးနော်မန်စီးတီးနဲ့ဘီလာရီရဲ့ပွဲမှာဆိုရင်တော့ ဒါရှင်းလို့ရတဲ့အသင်းတွေမဟုတ်ဘူး Man City ကလည်း Carabao ဖောင်ရန်ကောင်းနေတဲ့အချိန် Villarreal ကတော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့ Man City ကိုရှင်းနိုင်တဲ့အသင်းတော့မဟုတ်ဘူးအဲ့တော့ဒီပွဲမှာကျွန်တော် Man City ကိုကြိုက်ပါတယ်နောက်ထပ် Newcastle နဲ့ Benfica ပွဲမှာတော့ကျွန်တော် Newcastle က Premier League မှာ Brighton ကိုတော်တော်လေးကြိုးစားရုံးကန်ကန်ထားရတယ်ဘာလို့လူဆောင်တက်ဆောင်နဲ့ကန်ထားရတဲ့အတွက်ကျွန်တော် baby ကိုကြိုက်ပါတယ်မော်ကြီးကိုင်နဲ့ baby ကိုကြိုက်ပါတယ်နောက်တစ်ပွဲကတော့ inter inter နဲ့ စိတ်ခဲလိုက်ပွဲမှာဆိုရင်တော့ကျွန်တော်က inter ကိုကြိုက်ပါတယ် inter နိုင်ပါမယ် inter 2c 1c အနည်းဆုံးနိုင်ပါလိမ့်မယ် 4c တွေပါလည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကိုပေါင်းပေါ်ဆော့နေတဲ့ညီကိုတွေကလည်းကိုပေါင်းအပေါ်ဆော့လို့ရပါတယ်ပြီးတော့နောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါကတော့ဘာစီလိုနာနဲ့အိုလံပီယာကော့ပေါ့ဘာစီလိုနာနဲ့အိုလံပီယာကော့တော့အစောပွဲဖြစ်တယ်17နာရီ15မှာကစားမယ်အဲ့ဘာစီလိုနာနဲ့အိုလံပီယာကော့မှာဆိုရင်တော့ဂျေးရနှလုံးသက်ရေပေါင်နဲ့နှလုံးရှူတာတော့ဘာစီကမနိုင်ဘူးသုံးလုံးရှူမှနိုင်မယ် သုံးလုံးရှုတင်ပါတယ်။အိုလံပီယာကော့ဆိုတာဘာမှအဆင့်ရှိအသင်မဟုတ်ပါဘူး။ဘာစီလိုနာအမှတ်လိုအပ်ချက်ရှိနေရတယ်။လမိုင်းရမယ်ပြန်ပါလာတာနဲ့ပတ်သက်ပြီးဘာစီလိုနာကအိုလံပီယာကော့ကို 3C 4C နဲ့နိုင်ပါလိမ့်မယ်။အဲ့တော့ဘာစီလိုနာကိုကြိုက်ပါတယ်။ကျွန်တော်ရွေးချယ်ပေးတဲ့ body တပွဲအပိုင်းတပွဲကတော့ free body တပွဲကတော့ Man City ကိုကြိုက်ပါတယ်။ Man City ကိုပေးထားပါတယ်။ Mount Way ကတော့ Barcelona Arsenal ကိုပေါ် Man City Benfica နဲ့ Inter တို့ဖြစ်တယ်။၅သင်းပေါင်းဖြစ်တယ်ဗောနော။အဲ့တော့ညီကိုတို့အနေနဲ့ ဝယ်ခြင်းနဲ့အပိုင်ကျန်တဲ့69.99ရာခိုင်နှုန်းပွဲနှစ်ပွဲကိုလိုချင်တဲ့ဆိုရင်တော့ Viber နံပါတ်39096649611ကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်။အခုတော့ဆက်တော့ဝယ်တဲ့လူရဲ့ဒီဇိုင်းတွေထဲတော့မရှိသေးဘူးဗျ။ကျွန်တော်အရင်မိတ်ဆွေဟောင်းတွေလည်းမရှိသေးဘူး။အခုကျွန်တော်ပေါ်တာတွေထဲကတော့ကျွန်တော်ဝယ်ပြီးအားပေးတဲ့လူတွေရှိတယ်။ကျွန်တော်ဒီ Tiktok တို့ကျူးကျူးတို့မှာခင်နေတဲ့ပေါ်တာတွေလည်းဝယ်တဲ့လူတွေရှိတယ်။အဲပေါ်တာတို့အနေနဲ့လည်းစမ်းကြည့်တဲ့နေပါတော့။ အဲအဲ့တော့နောက်ထပ်တစ်ခုကတော့ wine vessel ကစားခြင်းနဲ့ညီကိုတွေအနေနဲ့ကတော့ဘာမှဘာမှ favor မှာသွားပြီးတော့ငွေသွင်းငွေထုတ်ဆိတ်ချသွားဆော်လို့ရတယ်ဒါကျွန်တော်ပေါ်တာလုပ်နေတဲ့ဟာပေါ့နော် agent ပေါ့နော်အဲ့ဒါသွားပြီးတော့လုပ်လို့ရပါတယ်ကဲအားလုံးဒီနေ့တော့ဒီလောက်ပါပဲအားလုံးအပေါင်းပြကြပါစေအားလုံးကံကောင်းကြပါစေကျွန်တော်ဆုတောင်းပေးပါတယ်တခင်း football new air app youtube channel နဲ့တခင်းတော်တော်ကိုလည်း like and follower လုပ်သွားဖို့မမေ့ပါနဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဗျဖလက်ဖလက်ဖြစ်နေတာကတော့ဖုန်းအဲ့ဒါတက်နေတာပေါ့နော်